ဒီစကိုပစ်တာမရှိခဲ့ရင်ဆီလီယံမာဖီဖြစ်လာမှာမဟုတ်ဘူးနော်သန်ဘရစ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မင်းသားဆီလီယံမာဖီအကြောင်းပြောပြပေးသွားမှာပါဆီလီယံမာဖီကိုမေလ25ရက်1986ခုနှစ်အိုင်ယာလန်နိုင်ငံကော့ခ်မြူမှာမွေးဖွားခဲ့ပါတယ်ဆီလီယံဟာမောင်နှမတယောက်ရှိသည့်အနက်ပြီးဆုံးသားဖြစ်ပြီးတော့အဖေဖြစ်သူဘရန်ဒန်မာဖီကတော့အစိုးရဝန်ထမ်းဖြစ်ပြီးအမေဖြစ်သူမေရီယန်မာဖီကတော့ပြင်သစ်စာဆရာမဖြစ်ပါတယ် သူဟာ Presentation Brothers College အထက်တန်းကျောင်းတွင်ပညာသင်ကြားခဲ့ပြီးတော့ငယ်စဉ်ကတည်းကဂီတနှင့်သမင်ပညာကိုဝါသနာပါခဲ့ပြီးကျောင်းနှင်းပြဿနာများတွင်တည်ယူဆောင်ခဲ့ပါသည်အထက်တန်းပြီးသည့်နောက် University College ကတွင်ဥပဒေပညာရက်စီပူခဲ့တော့လည်းအနုပညာကိုစိတ်ဝင်စားမှုကြောင့်ဥပဒေပညာကိုဆွတ်လုခဲ့ပါသည် UCC တက်နေချိန်ကာလအတွင်းမှာလေ The Son of Mr Green James လို့အမည်ရတဲ့ Alternative Rock Band တစ်ခုရဲ့ ဒရန်သမားဖြစ်လဲပါဝင်တီးခတ်ခဲ့ပါသေးတယ်။လိုကယ်အောင်မြင်မှုတစ်ခုရရှိခဲ့တဲ့ဘဏ်တစ်ခုလည်းဖြစ်ပါတယ်။သူဟာငယ်စဉ်တည်းကအမှုပညာကိုဝါသနာပါသူဖြစ်လို့1996ခုနှစ်မှာ Disco Pick ဆိုတဲ့ပြဇာတ်မှာ Pick အဖြစ်ပါဝင်ခဲ့ပြီး2000ခုနှစ်မှာတော့ရုပ်ရှင်အဖြစ်ပြန်လည်တက်သွင်းခဲ့ပါတယ်။ Serial Mafia Disco Pick ရဲ့ပြဇာတ်မှာရောရုပ်ရှင်မှာပါ Pick အဖြစ်ပါဝင်ခဲ့ပြီး Ireland မှာလူတီများကြော်ကြလာပါတယ်။ ဒီစကိုပစ်ရှုရှင်ဟာအိုင်အန်လန်ရဲ့ချင်းသားနေမျိုးပြလူငယ်ဘဝကိုရှုံချတဲ့ဇလံမျိုးဖြစ်ပါတယ်။ဒီရုပ်ရှင်ရဲ့အောင်မြင်မှုကြောင့်ပဲ2002ခုနှစ်မှာ28 days later ရုပ်ရှင်မှာပါဝင်ခွင့်ရခဲ့ပြီးဟောလိဝုဒ်သို့ခြေလှမ်းစတင်နိုင်ခဲ့ပါတယ်။စီလီယံကိုယ်တိုင်ကလည်းဖိတ်ဆက်ကောင်ဟာသူ့ဘဝအတွက်ခက်ခဲဆုံးနဲ့အမှုပညာအရအရေးပါဆုံးစိန်ခေါ်မှုတစ်ခုလို့ဆိုခဲ့မှုပါတယ်။ဒီစကိုပစ်တာမရှိရင်စီလီယံမာဖီရှိလာမှာမဟုတ်ဘူးလို့အိုင်အန်လန်ရုပ်ရှင်ဝီဖိန်းသမားတွေကဆိုကြပါတယ်။ 28 days later ရုပ်ရှင်ဟာစီလီယံမာဖီကို Hollywood ပြည်သက်တွေနဲ့စတင်ရင်းနှီးစီခဲ့တဲ့ရုပ်ရှင်တစ်ခုဖြစ်ပြီးတော့ Director Danny Boy ရဲ့ထူးခြားသောရိုက်ကူးဟန်နဲ့စီလီယံရဲ့ချေလှရှားပွဲတရုပ်ဆောင်မှုတို့ကြောင့်ကမ္ဘာတဝန်းအာရုံစိုက်မှုကိုရရှိခဲ့ပါတယ် ီရုပ်ရှင်မတိုင်မီကစီလီယန်ဟာအိုင်ယာလန်နဲ့ဗြိတိန်တို့မှာရှိတဲ့ပြားစပ်နဲ့ဇာကားငယ်များတွင်သာပါဝင်ခွင့်ရခဲ့ပါတယ်။28 Days Later ရဲ့အောင်မြင်မှုကြောင့်ခရစ်စတိုဖာနိုလန်ရဲ့ Batman Begins မှာ Scarecrow အဖြစ်စတင်ပါဝင်ခွင့်ရခဲ့ပြီး Peaky Blinders နဲ့ Oppenheimer အထိလမ်းကြောင်းဖွင့်ပေးခဲ့ပါတယ်။ခရစ်စတိုဖာနိုလန်ရဲ့နာမည်ကြီးရုပ်ရှင်တွေဖြစ်တဲ့ Inception, Dunkirk ရုပ်ရှင်တွေမှာလည်းပါဝင်ခဲ့ပါသေးတယ်။ခရစ်စတိုဖာနိုလန်ကစီလီယန်မာဖီကိုမျက်လုံးများဖြင့် ဇလန်းပြောတတ်သောတေယုဆောင်ဟုချီးကျူးပူပါတယ်ဖီကီပလိုင်နာရုပ်ရှင်တွေကသောမတ်ချယ်ဘီဇက်ကောင်ပါဆိုရင် သူ့ကိုကဘာကျော်စီခဲ့ပြီးတော့ရောဘတ်အိုပန်ဟိုင်မာအဖြစ်တေယုဆောင်မှုကသူ့ကိုပထမဆုံးအော်စကာဆုကိုရရှိစီခဲ့ပါတယ်ဆီလီယံမာဖီရဲ့တေယုဆောင်ဟန်တွေအရဆိုရင်စိတ်နဲ့နည်းမှုတွေစိတ်ရှုပ်ထွေးတာတွေကိုအမှုပညာဆန်စွာဇက်ကောင်ကိုဝတ်သက်သွင်းနိုင်တဲ့ထူးခြားတဲ့ရည်သွေးရှိတဲ့တေယုဆောင်တူလို့ဆိုရမှာပါ နောက်ထပ်လည်းဘလို့ရုပ်ရှင်ဇယုတ်တွေကနေပါဝင်လာအောင်လဲဆိုတာဆက်လက်စောင့်ကြည့်ကြပါလို့ပြောကြရင်ဒီနေ့တော့ဒီလောက်ပါပဲနောက်ရက်ဒီမှာလည်းအခြားနုပညာရှင်အကြောင်းတွေကိုဗီဒီယိုလုပ်ပြီးတင်ပြတော့မှဖြစ်လို့သိရင်လည်းနုပညာရှင်များရှိရင်လည်းကိုမမမှန်သွားလို့ရပါတယ်အဆုံးထိနားထောင်ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ Northern Brief က Admin Peace ပါ